မတန်မစွမ်းဖြစ်ခြင်းဟာလူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေတာမဟုတ်ဘဲဘဝကိုချင်းကပ်လန်းချောင်းပြောင်းလဲသွားတာဖြစ်ပါလေဆိုတဲ့အကြောင်းကိုပြောခဲ့တဲ့သူကတော့မျက်မမြင်လို့တတ်မှတ်ခံရတော့တဲ့အထိမျက်စိမွဲတဲ့သူတယောက်ပဲဖြစ်ပါတယ်။အမြင်အရုံချိုးတက်လွန်တဲ့အတွက်ဥပဒေတတ်မှတ်ချက်အရမျက်မမြင်လို့အခေါ်ခံရမိမဲ့အံ့ဩစရာကောင်းလောက်အလုပ်ကိုလုပ်နိုင်နေသူဖြစ်ပါတယ်။ မျက်စိအမြင်အရုံအဓိကထားပြီးအလုပ်လုပ်ရတဲ့ဓာတ်ပုံစင်ဟာအလုပ်ကိုလုပ်တဲ့လူပဲဖြစ်ပါတယ်အဲ့ဒါလည်းမကသေးပါဘူးသူဟာတက္ကသိုလ်မှာသတင်းစာပညာသင်ကြားပေးတဲ့ဆရာအလုပ်ကိုလည်းလုပ်ပါတယ်သူကတော့ George Covington လို့ခေါ်ပြီး American ဒုသမရရဲ့မတန်ဆွမ်းသူများမူဝါဒရေးရာအကြံပေးအထူးလက်ထောက်တာဝန်ကိုလည်းယူထားပါတယ်ဒီတာဝန်နေပြီးတော့မတန်ဆွမ်းသူများရဲ့ပြဿနာတွေအကြံနှောင့်ယှက်တွေကို ကူညီဖြည့်ရှင်ပေးနေပါတယ်။မတန်မဆွမ်းဖြစ်ရသူတွေပေါ်ထားရှိတဲ့မာယင်းရဲ့အယူအဆတွေအမြင်တွေကိုခြေပြက်တဲ့ဒေါဂီတန်ပုံရိပ်များ crippling image ဆိုတဲ့စာအုပ်တို့ကိုလည်းရေးသားခဲ့ပါတယ်။မတန်ဆန်းသူတွေလည်းလူသားဖြစ်ပါတယ်။ရေးဖို့လိုအပ်ပါတယ်ဆိုတဲ့အယူအဆဟာသူတစ်လျှောက်လုံးပြောဆိုလာခဲ့တဲ့စကားပဲဖြစ်ပါတယ်။မတမ်းမဆွမ်းဖြစ်ရတာနဲ့ပဲအများနဲ့မတူတဲ့လူဖြစ်သဘောထားကြတာကိုသူကစန့်ကျင်ပါလေတစ်ချိန်တည်းမှာပဲ မတန်မဆန်းဖြစ်နေသူတွေအတွက်လည်းအခြားလူနည်းစုများကိုကာကွယ်စောင့်ရှောက်တဲ့လူနည်းစု အခွင့်အရေး minority rights ဆိုတာမျိုးတွေကိုလည်းဖန်တီးပေးရမယ်လို့သူကတောင်းဆိုပါတယ်။ကျောင်းတွေ၊ရုံးတွေ၊ဇက်ပွဲတွေနဲ့အားကစားရုံတွေမှာမတန်မဆွမ်းဖြစ်ရသူတွေအတွက်အဆင်ပြေချောမွေ့စေမယ့်နေရာတွေကို ဖန်တီးပေးရမယ်လို့လည်းတုံ့ဆော်ပါတယ်။ Covington ဟာအမေရယုံချွတ်တဲ့ပြီမဲ့လည်းအချောအလောက်ကိုတော့ရွေးချယ်တတ်ပါနဲ့။ သူရဲ့ဇနီးကတော့မိမချိုးလေးတယောက်ပဲဖြစ်ပါတယ်။ကျွန်တော်အရှိတက်ဆက်မှာဆင်းရဲမိသားစုကမွေးဖခဲ့တာပါ။ဆင်းရဲပြီမာနကြီးပါတယ်။မွေးကလေးကကျွန်တော်ဟာဥပဒေတမချဲ့ရမျက်မမြင်ပါ။ကျွန်တော်အမြင်စွမ်းကအလွန်ဆုံးရှိမှ20 400ပါ။ကျွန်တော်အတော်လေးကြီးလာမှမျက်စိအမြင်ချိုးတက်တဲ့အကြောင်းကိုမိပါတယ်သိကြပါတယ်။ငယ်စဉ်ကတော့ကျွန်တော်ကသူ့လူငါလူမြင်တတ်တဲ့လူလိုဟန်ဆောင်ခဲ့တာကို ကြောင်းစနေတဲ့အရွယ်ရောက်မှပဲအမြင်အရုံချိုးတက်ကြောင်းကိုအားလုံးသိသွားကြပါတယ်။မိသားစုဆရာဝန်ကတော့ကျွန်တော်ဟာရှိရှိသမျှမျက်စိဝေဒနာအားလုံးကိုစုပေါင်းပြီးရရှိသားတာဖြစ်တယ်လို့ဆိုပါတယ်။ပူဆိုးဖို့တော့ရှိတော့တယ်လို့လည်းဆိုပါတယ်။အတန်းထဲမှာကျွန်တော်ကိုစကားလုံးများလို့ဆိုပြီးဆရာမတွေကခဏခဏအပြစ်ပေးပါတယ်။ဒီနေ့တော့ဆရာမ Music Stay ကဒီလောက်တော့စကားပြောခြင်းရှေ့ထွက်ပြီးတန်းလုံးကြောင်းပြောစမ်းဆိုပြီးတန်းပေးပါတယ်။ကျွန်တော်ကလည်း ဘာရမလဲတကယ်အခွင့်အရေးကောင်းမယ်ဆိုပြီးပြောချလိုက်တော့တာပေါ့တနအိခွဲလောက်ကြာတော့မှဆီယမဟာသူမားသွားပြီဆိုတော့တည်သွားတယ်ကျွန်တော်ကအဆက်ပြန်ပြောနေတော့တာကိုပုံမြင်တွေတစ်ခုပြီးတစ်ခုမစုံနိုင်တော့ဘူးလေပရမဏန်ရောက်တော့ဆရာတွေကကျွန်တော်ကိုမျက်မှောက်မြင်ကြောင်းပို့ဖို့ကောင်းတယ်လို့ပြောလာကြပါတယ်ကျွန်တော်မျက်စိအရုံချိုးတက်ခဲ့တာကြောင့်မဟုတ်ဘဲနဲ့ထိန်းရခက်တာကြောင့်မလို့ဖြစ်ပါတယ်ဒါပေမဲ့ ျွန်တော်ကတော့စာမွေးမဲ့ချပြဖို့တို့အစီအစဉ်မရှိကြပါဘူးတို့တန်းမှာနောက်ထပ်တစ်နှစ်ထပ်နေမှာကြောက်ကြတာကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကျောင်းမှာတဝက်ကန်းလူစိုးလေးဆိုပြီးခေါ်လေးရှိကြပါတယ်ကျွန်တော်လူစိုးလေးမဟုတ်ပါဘူးအတန်းထဲမှာစကားများတာပဲရှိပါတယ်ဆီယမနဲ့တင်ပြတာကိုကျွန်တော်ကဟန်တလုပ်လေးရှိတာကြောင့်မလို့ကျွန်တော်နားပတ်လေမှာတော့တဝါးဝါးနဲ့ကိုပွဲကြနေကြတာပဲရှိပါတယ် Mrs. D ကတော့သူနင်းနေပင်ပန်းပြီဆိုတာနဲ့ကျွန်တော်ကို attention ထွက်ပြီးပုံပြောခိုင်းပါတော့တယ်။ပြီးတော့သူလည်းထွက်သွားပါတော့တယ်။သူပြန်မလာမချင်းကျွန်တော်ကပုံနေပြောနေတော့တာပါပဲ။တခါတခါတော့ကျွန်တော်ကို အတန်းနဲ့ထိုင်ခိုင်းပြီးသူသွားအိတ်နေတယ်လို့ထင်မိပါလေ။ပထမတဲ့နှစ်ဆုံးကနေမှတော့ Mrs. D ကကျွန်တော်ကိုသူ့နာခေါ်ပြီး Covington မင်းဘဝမှာကောင်းကောင်းမွန်မွန်လုပ်ခိုင်စားတော့မယ်ဆိုရင်တော့မင်းဟာစာရေးဆရာလုပ်စားမှာပဲလို့ပြောပါလေ။ ကျောင်းမှာကျွန်တော်ကိုဘယ်သူမှမမြင်မကန်းဒုက္ခတာလို့တဘောမထားကြပါဘူးတခြားကျောင်းသားအနေနဲ့ဒန်းလူပဲဆက်ဆံကြပါလေတနာစရာမျက်မမြင်လေးဆိုပြီးဘယ်သူမှအခွင့်အမှုမပေးကြပါဘူးသူများတွေစုံရင်လိုက်စော့လိုက်တာပါပဲသူများတွေတံပေးခံရရင်လည်းတံပေးခံနိုင်ရတာပါပဲဒီလိုသူများနည်းလူနေခဲ့ရလို့ဒါကျွန်တော်လည်းဒီလိုအခြေအနေအထိရောက်လာခဲ့တာပဲဖြစ်ပါတယ်ကျောင်းမှာပကြီးကို ကျွန်တော်စိတ်ဝင်စားပါတယ်ဒါပေမဲ့ဘယ်သူမှကျွန်တော်ကိုအားမပေးပါဘူး ကျွန်တော်ကကျွန်တော်ကတော့အိမ်ပုံနေဆွဲလိုက်ဒင်းရင်ပုံနေဒုံးမြန်ပုံနေဆွဲလိုက်နေလို့နေပါတယ်ကျွန်တော်ဆွဲတဲ့ပုံတွေကိုလည်းဘယ်သူမှအတိမတ်မပြုကြပါဘူးမျက်စိမွဲတဲ့လူတယောက်နဲ့ပကြီအမှုပညာဘာမှမဆိုင်ဘူးလို့ယူဆထားကြပါတယ်မျက်စိမမြင်တာနဲ့ပဲအမှုပညာကိုမခံစားနိုင်တော့ဘူးလားမခံစားရတော့ဘူးလားဘုရားသခင်ကကျွန်တော်ကိုအုံနောက်တစ်ခုပေးထားတာပဲဒါကိုသုံးချရမှာပေါ့ ်ဆယ်နှစ်ဆယ်တနှစ်တိုင်းရောက်လာတော့ညာနေမုံမိုးလေးတွေကိုစုပြီးကျွန်တော်တရင်စာဝယ်ဖက်ပါတယ်။အခြားကလေးတွေကတော့သူတို့မုံမိုးလေးတွေနဲ့ရုပ်ပြစာအုပ်တွေဝယ်ဖက်တာပေါ့။တရင်စာဖက်တဲ့အခါမှာကျွန်တော်ကအားကောင်းတဲ့လက်ကင်မန်ဘလူးကိုကင်ပြီးတော့ဖက်ပါတယ်။တခြားကလေးတွေငယ်စဉ်ကာလမှာကြီးလာရင် မြို့တော်ဘုန်းကြီးလုံမယ်လို့ကောင်းမွန်လုံမယ်လို့ပြောကြပါတယ်။ကျွန်တော်ကတော့ကြီးလာရင်အဝေးထွက်သွားမယ်လို့ပြောလို့ရှိပါတယ်။ဘလောက်ဝေးဝေးဆိုတာတော့ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့မြို့လေးရဲ့အဝေးမှာဘာတွေရှိနေမှန်းလဲကျွန်တော်မသိပါဘူးမြို့ကလေးအပြင်ဘက်ကကဘာကြီးဟာအကျယ်ကြီးပါလားဆိုတာစသိရတာကတော့1964ခုနှစ်မှာတက်ဆက်ကိုတက်ကတော့တက်ဖို့ထွက်လာမှမဖြစ်ပါနဲ့ Greyhound ဝေးပြေးဘတ်စကန်ကြီးပေါ်မှာဂျက်ဘာသုံးဖို့တင်ပြီးတော့တက်ဆက်တက်ကတော့ကို ထွက်လာခဲ့တာဟာမြို့ကလေးကိုအပီးပိုင်ကြောခန်းချင်းဖြစ်မယ်လို့မထင်ထားခဲ့မိပါဘူး Christmas ကျောင်းပွဲရဲ့မြို့မှာအိမ်ပြန်တက်ပြီမဲ့ကြာကြာတော့မပြန်ဖြစ်တော့ပါဘူး တက္ကသမှာတက္ကသိုလ်တက်ဖို့ထွက်လာတော့ကျွန်တော်အမေကပညာရေးတင်နိုင်တယ်လို့တင်ပြီးတော့ငါသားလို့မှားလိုက်ပါတယ်ဆက်ကျော်တက်မှာတော့သူများတွေလိုကောင်းမောင်ပြီးကောင်းမလေးတွေကိုဝင်ခေါ်မသွားနိုင်တာကတော့စိတ်မချင်တဲ့ဆရာပဲပေါ့ဗျာတက္ကသိုလ်ရောက်တော့ဒီစိတ်ပြက်ဆရာတွေပြုတ်သွားပါလေကောင်းမလေးတွေကိုဒိတ်လို့ဖို့ကားရှိမှဖြစ်တာမဟုတ်ဘူးဆိုတာကိုလည်းသိလာပါတယ်တက္ကသိုလ်မှာတော့အဖေကမလုပ်တယ်လဲဆိုတာကိုဘယ်သူမှဂရုစိုက်မနေကြတော့ပါဘူး ဖနဲ့ရောင်းတဲ့လူပဲဖြစ်ဖြစ်ပေါ့ဗျာကားဟောင်းရောင်းတဲ့လူပဲဖြစ်ဖြစ်ဘာမှကိုကယုံမဆက်ကြတော့ပါဘူးကျွန်တော်တို့မျိုးကလေးမှာဒါတွေကအရေးကြီးနေတာပါတက္ကသိုလ်မှာတော့အရေးကြီးတာကအုံနောက်ပဲဖြစ်ပါတယ်အုံနောက်ကောင်းရင်လူရောင်းဝင်တာပါပဲတက္ကသိုလ်တက္ကသိုလ်မှာကျွန်တော်စနစ်ကြာသင်ကြားခဲ့ပါတယ်သတင်းစာပညာနဲ့ဥပဒေဝယ်ယူခဲ့ပါတယ်သတင်းစာပညာသင်ကြားရမှာအင်တန်တင်ရှားကြော်ကြတဲ့ ဒီဝစီရက်ဒစ်ဆိုတဲ့ဆရာကြီးကြောင့်ကျွန်တော်သတင်းစာပညာကိုရလာခဲ့တာလို့ဆိုနိုင်ပါလေဒီဆရာကြီးကိုအမတ်မတင်တွေ့ဆုံခဲ့ရတာပါတနေ့တော့စာကြည့်လိုက်သွားမယ်ဆိုပြီးထွက်လာတော့ပိတ်ချိန်ကရောက်နေပါပြီပြန်ထွက်လာတော့လူကြီးတယောက်ကိုတွေ့တာပါပဲသူကဘာစာအုပ်ငားမလို့လဲလို့မေးတာနဲ့ကျွန်တော်ကဒီဝစီရက်ဒစ်နဲ့စာအုပ်ကိုငားမလို့ပါလို့ပြန်ပြေးလိုက်ပါလေသူ့မှာပို့ရှိတယ်လိုက်ခဲ့လို့ပြောတာကြောင့်မို့သူ့ခန်းကိုလိုက်သွားပါတော့တယ် စာအုပ်ဖတ်ပြီးပြန်ပြီးတော့မှပဲသူဟာပါမောက်ကဒီဝစ်ဆိုတာကိုကျွန်တော်သိလိုက်ပါတော့တယ်။အဲဒီကစာပြီးသူဟာကျွန်တော်ဆရာကျွန်တော်ရဲ့အကြံပေးပုဂ္ဂိုလ်ပဲဖြစ်သွားခဲ့ပါတော့တယ်။စီမင်းစနစ်ဆိုရင်ဘာတကူမှကျွန်တော်မနစ်တန်ပါဘူး။ကိုကိုတိုင်စီမင်းနဲ့ချပြီးနေရတာမျိုးမကြိုက်ပါဘူး။အမိတ်ဘေးဘီလောက်တာကိုလည်းမကြိုက်ပါဘူး။ formula တွေ theory တွေနဲ့ဘောင်းကပ်ထားတဲ့ဗာရရက်တွေကိုလည်းမကြိုက်ပါဘူး။သတင်းစာပညာဆိုတာတော့ ဘာဖော်မြူလာဘာသီအိုရီမှရှိတာမဟုတ်တော့ကျွန်တော်နဲ့အန်ကိုက်ပါပဲအဲ့ဒါကြောင့်ဝေးရခဲ့တာပဲဖြစ်ပါတယ်ကျောင်းသားဘဝကိုလည်းကျွန်တော်ခြိုက်ပါတယ်ကျောင်းသားဆိုတော့ကြိုးတီလေးအခွန်ခံရဖို့ပေါ့ဗျာဒါကြောင့်ဥပဒေပညာကိုဆက်တင်ပါတယ်ဥပဒေမဲ့ကိုကျွန်တော်သဘောကျတယ်ဗျပိုက်ပြင်သမား plan board license လို့ပေါ့ဗျာ license တစ်ခုရထားပြီးရှင်းနေမလို့ချင်းမလုပ်နဲ့ပေါ့ license တော့ရအောင်ယူထားခဲ့ပါတယ် ဥပဒေကြောင်းတက်နေစင်းမှာပဲမိမလားတယောက်ကို တွေ့ပါတော့တယ်လာတာဆိုကျွန်တော်ကအင်တန်တဘောကြပါလေသူကဓာတ်ပုံဆရာပါဓာတ်ပုံနဲ့ပွဲလုံးယူဖို့လုပ်နေတာပါဓာတ်ပုံပညာကိုကျွန်တော်အင်တန်နှစ်သက်ခဲ့ပါလေဒါပေမဲ့ကိုယ့်အကူမဖြစ်နိုင်ဘူးလို့သိတာကြောင့်မလို့သူ့ဓာတ်ပုံပစ္စည်းတွေကိုတည်ပေးတဲ့အလုပ်ကိုပဲလုပ်လိုက်ပါတော့တယ်သူ့ပစ္စည်းတွေကပေါင်နေ90လောက်တော့ရှိပါလေအလေးသာဗျရိုက်ပြီးသားပုံတွေကို သူဆေးတဲ့ကူးတဲ့အခါလဲကျွန်တော်ကူညီပါတယ်သူတို့ဘုံရိုက်နေတုန်းကကြောက်တုံးလို့ကျွန်တော်ထင်ထားတဲ့အရာဟာဆေးလိုက်တော့တင့်ငုံကြီးဖြစ်နေတာကိုတွေ့လိုက်ရသလိုချုံမိုးတစ်ခုလို့ယူဆထားတဲ့အရာကလည်းပုံကူးလိုက်တဲ့အချိန်မှာကြောက်တုံးကြီးဖြစ်နေတဲ့တာမျိုးလဲရှိတတ်ပါတယ်ကူးထားတဲ့ပုံတွေကိုကြည့်ရင်ကတကယ်ပြင်ပလောကမှာကျွန်တော်မြင်နိုင်တဲ့အရာတွေကိုလေးလံမှငါးလံမှတပ်ပုံတွေကြအသေးစိတ်မြင်ရတာကိုတွေ့ရပါတယ်အဲ့ဒီကစပြီးတော့ ကင်မရာကိုကျွန်တော်သဘောချသွားပါတော့တယ်ဓာတ်ပုံပညာစာအုပ်တွေရှာဖက်ပြီး35မီလီမီတာရိုလီကင်မရာတစ်လုံးကိုဝယ်လိုက်ပါတယ်ကျွန်တော်ဓာတ်ပုံဆီယာမှာဓာတ်ပုံရိုက်နေတာတွေကိုကျွန်တော်ကရိုက်ကူပါတယ်နှစ်နှစ်အတွင်းပုံပေါင်း3000ကျော်လောက်ရိုက်ခဲ့ရမှာပုံ2000လောက်ကတော့သူ့ပုံနေကြီးပါပဲသူကကျွန်တော်မျက်စိထင်သလောက်မကန်းသေးဘူးလို့ယူဆပါတယ်မိုင်ပေါင်း63တန်းဝေးတဲ့နေရဲ့အလင်းရောင်ကိုမြင်နိုင်နေဆိုရင် သိမကန်းနေဘူးလို့သူကပြောလို့ရှိပါတယ်သူရဲ့ကိုညီအားပေးမှုနဲ့ပဲဓာတ်ပုံရိုက်တာနဲ့အမောင်ငန်းထဲမှာပုံစဲကူးတဲ့အတက်ပညာတွေကိုကျွန်တော်သင်ခဲ့ပါတယ်လူပုံတွေကိုလည်းကျွန်တော်ရိုက်ကူးလို့ရှိပါတယ်ဘာလို့လဲဆိုတော့ခင်မင်းရင်းနှီးသူတွေရဲ့မျက်နှာတွေကိုဓာတ်ပုံနဲ့ကြမ်းမှအသေးလေးချာချာမြင်ရတာကြောင့်မလို့ပါဆယ်နှစ်လုံးလုံးတက်ခဲ့တဲ့တက္ကသိုလ်ကအဆောက်အဦနေလမ်းတွေစိုင်းဖုတွေကိုလည်းဓာတ်ပုံရိုက်တတ်တော့မှပဲအသေးချာမြင်ရပါတော့တယ်ဆယ်နှစ်လုံးလုံး ကျွန်တော်ဒီနေရာလေးကိုလက်ပတ်သွားလာနေခဲ့ပေမဲ့အတိအချမြင်ခဲ့သိခဲ့တာတော့မဟုတ်ပါဘူးမျက်စိနဲ့မမြင်ရတဲ့လောကကြီးကိုကင်မရာ၆ကြီးပေါက်ကကြည့်မှပဲမြင်ရပါတော့တယ်အဲ့ဒီအချိန်လောက်မှပဲအနောက်ဗာဂျီနီးယားတက္ကသိုလ်ကသတင်းစာပညာသင်ကျောင်းမှာဆရာအလုပ်ကိုရခဲ့ပါတယ်ကျွန်တော်တို့နေရာအရှိတ်ချမ်းကန်းကြီးဒေသကိုအတူလာခဲ့ကြပါတယ်အဲ့ဒီရောက်တော့ကျွန်တော်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုပို့လို့ဖြစ်ခဲ့ပါတယ်နေရာဒီမှာမင်းကဖိုတိုဝက်ရှော့ကိုတွားကြပါတယ်အဲ့ဒီမှာ ဓာတ်ပုံပညာရှင်တွေဖြစ်တဲ့ Elliot Howard Arnold Newman Eva Rubinstein တို့ဒီဓာတ်တို့နဲ့တည်ကျွမ်းရင်းနေခဲ့ရပါတယ်။အားလုံးကကျွန်တော်ကိုအားပေးကြပါတယ်။သူတို့ဓာတ်ပုံရိုက်နေတာတွေကိုလည်းကျွန်တော်ဓာတ်ပုံရိုက်ပါတယ်။ main photo ဝက်ရှော့ကြောင့်ကျွန်တော်နာမည်ကြီးလာပါတယ်။စာနယ်ဇင်းတွေမှာကျွန်တော်အကြောင်းရေးသားဖော်ပြကြပါတယ်။ဘယ်မှာကြည့်ကြည့်မျက်မြင်မြင်ဓာတ်ပုံစရာဆိုတာမျိုးကင်မရာမန်ဘလူးကနေတစ်ဆင့် ကဘာကြီးကိုကြည်တဲ့မျက်မြင်မြင်လူသားဆိုတာမျိုးတွေကြီးပါပဲအမေအယုံထုတ်တဲ့လူဆိုတဲ့အရေးသားမျိုးကိုတော့လုံးဝမတွေ့ရပါဘူးလူသိများကြော်ကြားလာပေမဲ့ဓာတ်ပုံတွေရောင်းဖို့တော့ကျွန်တော်လုံးဝစိတ်မကူးပါဘူးဘယ်တော့မှလည်းစိတ်မဝင်စားခဲ့ပါဘူးဓာတ်ပုံတွေကိုကြည့်ဖို့တခုကိုပဲစိတ်ဝင်စားပါလေကျွန်တော်မှလက်သုံးစကားတခုရှိပါတယ်လူများစုကဓာတ်ပုံရိုက်ဖို့ကြည်ကြတယ်ကျွန်တော်ကတော့ကြည့်ဖို့ဓာတ်ပုံရိုက်တာပဲဖြစ်တယ်ဆိုတာပါပဲ ကျွန်တော်မျက်စိအခြေအနေကပိုပိုဆိုးလာတာကြောင့်မလို့ပိုပြီးကြည်ဖို့လိုအပ်လာပါတယ်အဲ့ဒါကြောင့်မို့ပဲဓာတ်ပုံတွေကိုပိုပြီးရိုက်ဖြစ်လာခဲ့ပါတယ်နံပါတ်ကြီးဓာတ်ပုံစင်က Elio always ပြောမှုတဲ့စကားတစ်ခုကိုကျွန်တော်သိတဲ့ဘောကြားတယ်ဗျသူကသူဟာအမြဲတမ်းအပျော်တမ်းဓာတ်ပုံစင်ဖြစ်တာရှိနေပါပါတယ်ဘာကြောင့်လဲဆိုတော့အပျော်တမ်းဓာတ်ပုံသမားတွေကဒါသူ့လူကို သူချစ်တာဖြစ်လို့ပါတဲ့ကျွန်တော်ကဓာတ်ပုံကိုချစ်တာပါ တခြားဘာမှစိတ်မဝင်စားပါဘူးဒီတော့ကျွန်တော်လဲအဝတ်ပြောတဲ့အပျော်ရမ်းသမားပဲပေါ့ဗျာ rolling 35d ကင်မရာနဲ့ကျွန်တော်ဆက်ရိုက်ခဲ့တာပါအဲ့ဒီအချိန်မှာတော့ကျွန်တော်မိစေတော်တော်များများမှာတာသမီတွေနဲ့ပွားစည်းနေကြပါပြီသူတို့ကလေးတွေကိုနှစ်နှစ်သုံးနှစ်ဆက်တိုက်ဆိုသလိုကျွန်တော်ဓာတ်ပုံရိုက်ခဲ့ပါတယ်ကလေးတွေမှာကင်မရာကြောက်တာမျိုးမရှိပါဘူးသူတို့အတွက်ဘာမှအထွေထူးဟန်လုပ်နေတော့လည်းမရှိပါဘူးဒီတော့ကျွန်တော်စိတ်ကြိုက်ရိုက်လို့ရပါတယ် ကျွန်တော်ကင်မရာအော်တိုမဟုတ်ပါဘူးလက်နဲ့ချိန်ဆပြီးရိုက်ရတဲ့ကင်မရာမျိုးပါဒါကိုကျွန်တော်ပို့ပြီးသဘောကျပါတယ်ကင်မရာကိုယ်အတွက်စဉ်းစားပေးတာမျိုးမကြိုက်ပါဘူးကင်မရာကိုကင်ရင်ကိုယ့်ဟာကိုယ်တင်ယူသွားတာပါပဲဆရာရဲလို့တော့မရှိပါဘူးအမေအာယုံချိုးတဲ့တဲ့သူတွေအတွက်ရေးထားတဲ့တပ်ပုံပညာစာအုပ်ရှိမလားလို့ရှာကြည့်ပါတယ်မတွေ့ပါဘူးဒါကြောင့်မို့ဒီစာအုပ်တော့ကိုကျွန်တော်ရေးပါတယ် မျက်မျက်မြင်တွေအတွက်ကမ္ဘာပထမဆုံးတက်ပုံလမ်းညွန်ဆိုပြီးအမိပေးလိုက်ပါလေကျွန်တော်စာအုပ်မှာကျွန်တော်အဓိကထားပြောခဲ့တာတွေကတော့သူများတွေကဒီလိုလုပ်ဆိုတာလိုက်မလုပ်ပါနဲ့ကိုနဲ့အသင့်တော်ဆုံးဖြစ်တာကိုပဲလုပ်ပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်အသက်ကြီးနေပေမဲ့အမြာယုံချွတ်တက်ရတာကိုဝမ်းနည်းမနေပါဘူးမျက်စိမြင်တဲ့လူတွေနဲ့ကျွန်တော်နဲ့ကြားမှာဘာမှခြားနားမှုရှိတယ်လို့မယူဆပါဘူး မျက်စိမမြင်တဲ့အတွက်ပုံပြီးကောင်းတယ်လို့တောင်ယူဆမိတာရှိပါသေးတယ်။မျက်စိသာမြင်နေမှဆိုရင် မော်တော်ဆိုင်ကယ်မောက်လို့ဖြစ်စေကားတိုက်လို့ဖြစ်စေ16နှစ်သားလောက်ကတည်ခြင်းတည်သွားမှာကျွန်တော်တကယ်ကြီးတချို့ဆိုအဲ့ဒီလိုပဲတည်သွားခဲ့တာပါ။မတန်ဆန်းဘဝရောက်ရသူတွေပထမဆုံးပြောချင်တာကတော့ကိုကိုကိုတနာမနေပါနဲ့ဆိုတာပါပဲ။ဖြစ်နေတဲ့ဘဝကဘာလုံးနိုင်တယ်လဲဘလို့လုံးနိုင်တယ်လဲဆိုတဲ့နီလန်းကိုပဲရှာရမှာပါ။ရှာရင်တော့တွေ့တာပါပဲ။ ီကကြီးမှာတော့အတက်ပညာတွေတအားကိုတိုးတက်နေပါပြီဘလို့မတန်ဆန်းမှုမျိုးကိုမဆိုအထောက်အကူဖြစ်စေတဲ့ကိရိယာတွေရှိလာပါပြီအရေးကြီးတာကမတန်ဆန်းဖြစ်ရတာကိုဖြစ်တဲ့အတိုင်းလက်ခံလိုက်ဖို့ရံဖြစ်ပါတယ်ဖြစ်တဲ့အခြေအနေကိုလက်ခံလိုက်ပြီးဆိုရတဲ့အဲ့ဒီအခြေအနေကနေဆက်လုပ်ဖို့ရနိုင်တဲ့နည်းလမ်းတွေပေါ်ထွက်လာမှာပဲဖြစ်ပါတယ်ကိုကိုကိုထိုင်ပြီးတနာနေုံနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဘာမှဖြစ်လာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်တော့ တတလုံးကိုကိုကိုထိုင်တနာနေပါဘာမှပြောစရာမရှိပါဘူးအဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့လှူရှားနေပါအဆက်မပြတ်လှူရှားနေပါလှူရှားနေနေတလောက်ခီးတော့ရောက်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဘဝကျွန်တော်ပျော်ပိုက်နေတော့တာပါပဲ။